။အားလုံးပဲမင်္ဂလာပါ။ EF Online သင်တန်းနဲ့ကြိုဆိုပါရစေ။ဒီနေ့မှာတော့ကျွန်တော် CKB စံစာပေါ့နော်။ Client Dynamics စံစာအယုံခံတဲ့အကြောင်းကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်။ဒါ Client Dynamics အယုံခံစံစာမှာကျွန်တော်တို့ကအဓိကတော့နှမျိုးမှန်ပါပေါ့နော်။စံစာကိုနှမျိုးမှန်ပါပေါ့နော်။ဒီဘက်ကစံစာကတော့ကျွန်တော်ဒီ clip ဘေးညီမှာတွေ့ရတဲ့စံစာအမျိုးအစားပေါ့နော်။ဒီဘက်ကစံစာကတော့ ျွန်တော်တို့ဒါ UU ဘိန်းညီမှာ SCOV တို့ model အနေနဲ့နော်ဒီကျွန်တော်တို့ UU ဘိန်းညီမှာလည်းတွေ့ရတယ် UU ဘိန်းညီ CPR တို့အဲ object တို့မှာလည်းတွေ့ရတယ်ဗောနော်ဒါမျိုး sensor ဗောနော် parser လို့လည်းပြောမှာဗောနော်အဲဖြတ်ကွိုင်လို့လည်းဆရာတို့ပြောကြတယ်ဗောနော်အဲ့တော့ဒီတဲ့ကဒီအလေးရနှစ်ခုကကြတော့ကျွန်တော်တို့ဒါကားလီဘာကားမှာသုံးတဲ့ဒီဘာဆန်စာမျိုးပေါ့နော်အကျွန်တော်ကဒီနေ့အဓိကတော့ဒီဒီဘာ sorry လီဘာဆန်စာမဟုတ် skb ဆန်စာ grinding နေရာကဆန်စာပေါ့နော် ရန်ဒီညာအောင်ကန်ဆန်စာရဲ့အာအလုပ်လုပ်ပုံအကြောင်းတွေကိုကျွန်တော်ရှင်းပြပြမှာဖြစ်ပါတယ်။အဲကျွန်တော်တို့ကနှစ်မျိုးခွဲမယ်ပေါ့နော်။ကျွန်တော်တို့က inductive type hot type ဆိုပြီးတော့နှစ်မျိုးခွဲမယ်။အဲ့တော့ sensor ကိုကျွန်တော်တို့ကအဓိကရိုးရိုးရှင်းရှင်းပြောမယ်ဆိုလို့ရှိရင်တော့ AC ဘိုးထုတ်ပြီးတဲ့ sensor နဲ့ DC ဘိုးထုတ်ပြီးတဲ့ sensor ဆိုပြီးတော့နှစ်မျိုးခွဲမယ်ပေါ့နော်။အော်ကျွန်တော် AC ဘိုးထုတ်ပြီးတဲ့ sensor ပေါ့။ဒီဒီကဒီ sensor လေးပေါ့နော်။ဖြတ်ကွိုင်ပေါ့။ပါစာကွိုင်လို့လည်းပြောတယ်ပေါ့နော်။ ျွန်တော်တို့ကဒီမှာ client ကိုတည်နေရာကိုအာရုံခံတာဖြစ်တဲ့အတွက်အဲ CKB စံစာလို့ကျွန်တော်တို့ကပြောတာပေါ့နော် CKB စံစာလို့ပြောတာအော် तू ကဘယ်လိုလုပ်လဲဆိုလို့ရှိရင် तू မှာ permanent magnet လေးရှိတယ်ဒီမှာ tanlight တုံးလေးရှိတယ်ပေါ့နော်ဒီ tanlight တုံးလေးကိုသူတို့ coin ပတ်ထားတာရှိရဲ့အဲ့ဒီ coin ကနေမှာတစ်စင်းဒီဒီကျွန်တော် tanlight ပူလေးအဲ tanlight တုံးကပူလေးဖြတ်သွားတဲ့အခါမှာ ဒီလျက်စစ် signal ပို့အားဖြင့်ထုတ်ပေးတယ်ဗောနော။ तू ကဘယ်လောက်ထုတ်ပေးလဲဆိုလို့ရှိရင်အာဒီမှာဒါ Google ရဲ့စိတ်ထားရပုံဖြစ်တဲ့အတွက် तू က2ပို့လို့ပြတာဗောနော။တော့ဘယ်လောက်ထုတ်ပေးဆိုလို့ရှိရင် तू က slow အနေထားပေါ့အင်ဂျင်ဆနိုးတယ် slow အနေထားမှာဆိုလို့ရှိရင်အာ idea အနေထားမှာဆိုလို့ရှိရင်တော့6.9ပို့ဝင်ကျင်လောက်ထပ်တယ်ဗောနော်6.9ပို့ဝင်ကျင်လောက်ထပ်တယ်ဒါပေမဲ့ liver ဆွဲလို့ရှိရင်တော့ပို့အားတက်လာဗော20 30လိုမျိုးတက်လာဗောနော်ပို့အား AC ပို့အားထွက်ပါတယ် နော်ဘိုးတိုင်းမယ်ဆိုလို့ရှိရင်ဒီလောက်ဝင်ကျင်ထွက်ပါတယ်เนาะအကျွန်တော် hall effect sensor ခေါ်တာဗောနော် hall sensor ဆိုတာဘာလို့ခေါ်လို့ရှိရင်တူတယ်ကျွန်တော် clip bay ညီမသုံးတယ်ကျွန်တော်ဒီမှာ DCKB sensor ထဲမှာဆိုလို့ရှိရင်တွေ့မှာ all eyes လေးမြုပ်ထားတာရှိရเนาะသူရဲ့အဲ hall eyes လေးမြုပ်ထားတာရှိတယ်အဲ့တော့ hall eyes အဲကဘယ်လိုလုပ်လို့လဲဆိုလို့ရှိရင်ကျွန်တော် Huawei စီမှာဆိုရင်ကျိုးသွား၃ချောင်းရှိတယ်။အဲတော့ကျွန်တော်ပါဝါကျွေးရမယ်နော်ပါဝါတပင်ကျွေးရမယ်။ဒီမှာတော့5ဖို့ကျွေးထားတာပေါ့နော်ဒီမှာတကယ်တမ်းဆိုလို့ရှိရင်ကျွန်တော်ဟိုဆိုင်ငယ်မှာတော့တွဲဖို့ပေါ့နော်တွဲဖို့ကျွေးတယ်။ဆိုင်ငယ်မှာတော့တွဲဖို့ကျွေးထားရှိရယ်5ဖို့ရှိမယ်ဒီမှာကျတော့ဒါ VCC ခေါ်တာပေါ့နော်ပါဝါကျိုးပေါ့နော်ဒီကောင်ကကျတော့ ground ပေါ့နော်စန်စာ ground ပေါ့ဒီအလေရထွက်တာ single ဒါဒီဒါလေးတွေကဒီဒါ DC ဖောင်ရဲ့ waveform တွေပါဒါက AC ရဲ့ waveform ပါ line line တွေပေါ့နော်အဲ့တော့ဒါက DC ဘို့ထွက်ပြီးရဲ့ဒီကော AC ဘို့ထွက်ပြီးဒီလိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ CKB စမ်းစာမှာ2မျိုးမှာဆိုလို့ရှိရင် ကျွန်တော်တို့ဒီမှာ AC ထွက်ပြီးတဲ့ခေါင်းလေးရဆိုလို့ရှိရင်ကျိုးက2ချောင်းနဲ့ရှိနေမယ်ကျိုး2ချောင်းရှိရဲ့ဘိုအားဖြင့် AC ဘိုကထွက်ပြီးတဲ့ဒီပါမဆွဲခင်ကျွန်တော်တို့6.9ဘို့နော်ဒီပါမဆွဲခင်6.9ဘို့ဝင်ညွှန်မှာရှိတယ် ုံအားဖြင့်ဆိုရင်120အုံကနေ290အုံရှိတယ်ပေါ့။ဟောသူရဲ့ဆန်းစာက120အားနေ290အုံအုံတန်ပုံမှာရှိတယ်။အဲ့တော့ကျွန်တော်တို့ကဒီကျွန်တော်ရိုးရိုးဘိန်းညီမှာတန်းကြည့်မယ်ဆိုလို့ရှိရင်120လောက်တက်တဲ့အုံတန်ဖို့တက်တဲ့ဘိန်းကြီးရှိမယ်။ဒီမှာ130လောက်အုံးနမှုတက်တဲ့ဘိန်းကြီးလည်းရှိမယ်နော်ဘိန်းတစည်းနဲ့တည်းကမတူပါဘူးနော်နည်းနည်းအပြောင်းလဲကြီးရှိပါတယ်အဲကျွန်တော် app set မှာတို့ဘာလို့တိုင်းမဲဆိုလို့ရှိရင်260လောက်290အုံးလောက်ဒီဒီတက်တဲ့ စံစာတွေလည်းရှိရပါဘူး။အဲ့တော့ကျွန်တော်တို့ကအတီးကြတော့ပြောလို့မရဘူး။ဆိုင်ငံတစည်းနဲ့တစည်းလာလို့ရှိရင်တော့ကွက်ကိုဟိုတိုင်းပြီးတော့စစ်ထားရင်လည်းရပါတယ်။မှတ်ထားရင်လည်းရပါတော့။ဘေးဘင်းကကျွန်တော်ဆိုင်ငံတစည်းလာမယ်ဆိုလို့ရှိရင်ဘင်းကောင်းတဲ့ဘင်းကနေပြီးတော့အာကျွန်တော်တို့အမ်မီတာရှိရဆိုရင်အုံတိုင်းကြည့်ပါတော့။အော်သူ့ရဲ့အုံတံမိုးအဲမှန်လားအဲသူ့အုံတံမိုးဘယ်လောက်တက်လဲပေါ့တခါလဲကျွန်တော်တို့ဆိုင်ငယ်မှာဆိုအဲ့လိုမှတ်ထားလို့ရတယ်ပေါ့နော် အော်ဒီ IC လေးကတော့ဒီ IC လေးကတော့ကျွန်တော်ဒီ CK ပြဆန်းသားထဲမှာမြုပ်ထားတဲ့ hot IC ပေါ့နော်ကျွန်တော် clip bin ဒီမှာဆိုလို့ရှိရင်ဒီဒီဆန်ဆာထဲမှာမြုပ်ထားတဲ့ hot IC လေးကိုကျွန်တော်ပြထားတာဖြစ်ပါတယ်ဒါတွေ hot IC လေးခေါ်ပါတယ် hot IC လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ power ကျွေးရမယ် ground ရှိမယ်အလဲရနေပြီးတော့ signal ပြန်ပို့ပြီးပေါ့နော် signal ECU ပြန်ပို့မှာဖြစ်ပါတယ်အဲသူရဲ့ wiring တိဆောက်ပုံရဆိုလို့ရှိရင်ကျွန်တော်ဒီကကျိုးနှောင်းနဲ့ အဲဆန်ဆာလို့ရှိရင်ကျိုးက2ချောင်းရှိမယ်ပြီးလို့ရှိရင်ဒီဘက်မှာ ECU ရှိတယ်เนาะအဲ့ဒီကျိုး2ချောင်းလုံးက ECU တွေကိုတိုက်ရက်သွားတယ်เนาะဒါ CKB CKB ဆိုရင်ဒါ ECU ECU တွေကိုတိုက်ရက်သွားတယ်ပေါ့เนาะဒါမျိုးပါပဲအော်ဒီဒီဘက်ကဆန်ဆာမျိုးစားပေါ့เนาะကျွန်တော်ဒီက clip ဘင်းကိုပြောမှာပေါ့เนาะ clip ဘင်းမှာလည်းအဲ့လိုပါပဲကျွန်တော်တို့ဒီဆန်ဆာပို့ကြွေးထားတဲ့ဒီ single ကျိုးက ECU ကိုတိုက်ရက်သွားပေါ့အဲ့မှာကျွန်တော် clip ဘင်းမှာဆိုလို့ရှိရင်ဟောဆန်ဆာမှာကျိုး2ချောင်းရှိတယ်ဆိုလို့ရှိရင်ကျိုးက ရှောက်ချောင်းရှိတယ်။ဘာကြောင့်ရှောက်ချောင်းရှိအောင်ဆိုလို့ရှိရင်ကျွန်တော်ပြပေးမယ်။အဲဒီမှာကျိုးတချောင်းကကျွန်တော်တို့ VCC VCC ပေါ့နော် VCC အဲဆက်နဖို့နော်ဆက်နဖို့အဲဒါပါဝါကျိုးပေါ့သူ့ကိုပါဝါကျွေးလာတယ်ပေါ့ဒီဆန်စာကိုပါဝါကျွေးရတယ်ပေါ့နော်ပါဝါကျွေးမှာသူ့ကိုပါဝါကျွေးလိုက်မှာဆန်စာကိုဒီ hot IC ကိုဒီ ONG ကိုပါဝါကျွေးလိုက်မှဒီစန်စာကိုပါဝါရဲ့ ground ကိုကျွေးလိုက်မှစင်ကနေဖို့ပြန်ထုတ်ပေးတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီစန်စာကိုကျွန်တော်ပါဝါကျွေးရတယ်အဲစနပ်ဖို့ကျွေးရတယ်ပြီးလို့ရှိရင်နောက်တစ်ခုက ground ချပေးရတယ်ပေါ့နော် ground ချပေးရတယ်စန်စာ ground လို့ခေါ်တာပေါ့နော်စန်စာရဲ့ app ကိုစန်စာ ground လို့ခေါ်တာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ကဒီ clip bin ဒီမှာဆိုလို့ရှိရင် motor ပြောင်းစနစ်ပေါ့နော်အော် brushless motor ဒီပေါ့နော် motor ပြောင်းစနစ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကသူ့ရဲ့ ဒီအင်ဂျင်လေဘတ်ဖို့အတွက်အာယုံခံမှုလိုတယ်ဗောနော်အာယုံခံမှုလိုတဲ့ခါမှာကျွန်တော်3 phase coin ကိုတုံထားတယ်ဗောနော်အဲ့ clip ဘေးမှာဆိုရင်ကျွန်တော်တို့ coin coin ကကျွန်တော်တို့3 phase coin ကိုတုံထားတာဖြစ်တဲ့အတွက်အဲ့3 phase coin မှာကျိုးက3ချောင်းရှိတယ်အဲ့3ချောင်းကို U V W ဆိုပြီးတော့ U phase B phase အဲ့ W phase ဆိုပြီးတော့ဒီကျိုး3ချောင်းကိုသူကတာမျိုး ွဲထားတယ်ပေါ့အဲ့တော့ဒီကျိုးသုံးချောင်းကိုတလဲစီဘိုးဘိုးအဘိုးအပေးဖို့ဆိုလို့ရှိရင်ဘိုးအပေးဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီသုံးချောင်းအတွက် IC သုံးခုလိုတယ်အဲ့တော့ဟော IC အယုံခံဖို့စင်ဆာသုံးခုလိုတယ်ပေါ့အဲ့ဒီစင်ဆာနံပါတ်ကိုဟော IC ဟောဟော IC U ဟော IC B ဟော IC W ဆိုပြီးတော့ကျွန်တော်တို့ကျွန်တော်တို့ခွဲမှာပေါ့နော် IC U IC B IC W ဆိုပြီးတော့ကျွန်တော်တို့ခွဲခွဲထားမှာပေါ့နော် တော့ HYCU HYCB HYCW ဆိုပြီးတော့ခွဲထားမယ် MSU ကျွန်တော်ပြန်ခွဲပြမယ် U V W ဒီကျိုးသုံးယောက်ပါဆိုရင် single ကျိုးတွေပါကျွန်တော်ဒီဆန်းစာကိုဘိုအားကပေးပို့ပြီးသားဖြစ်တဲ့အတွက်ဒီက single နဲ့ပြန်ပို့တာဖြစ်ပါတယ်။ဟုတ်ပြီနောက်ထပ်ကျွန်တော်တို့ဒီမှာပြန်ထွက်အောင်လာကြတော့ဒီဘိုအားကိုအဲဘာဘာထွက်ပြန်ဖို့ဆိုရင် CKB ဆန်းစာ ထွက်ပေးအောင်เนาะ CKB grind ဒီနေရာအောက်ခါဒါကြောင့်မို့ဒီဆန်စာကဂျိုးကနော်6ချောင်းဖြစ်နေတာဗောနော်ဒီ CKB ဆန်စာတစ်ခုလဲဆိုရင်เนาะဂျိုးက3ချောင်းနဲ့ဖြစ်မှာဒါပေမဲ့ तू က grind तू က odd အာဒီ၃ခုပေါ့နော် UVW ရဲ့ကျွန်တော် CKB ရဲ့နှစ်ပိုင်းခွဲပါမယ် UVW ကိုကျွန်တော်တို့ alternator လို့မှတ်မယ် ALDERNA alternator ဆိုတာဘာလို့ဆိုလို့ရှိရင်ဒီဆိုင်ငယ်မှာ ကျွန်တော်တို့ကအဲလေပတ်ဖို့အတွက်ဗောနော်ဒီအင်ဂျင်လေပတ်ဖို့အတွက်အာမော်တာပြောက်စနစ်ဒီမှာအင်ဂျင်လေပတ်ဖို့အတွက်တုံးတယ်ဒါတုံးပြီးတယ်အဲစနစ်ဗောနော်အဲ့ဒါ ordinary လို့ခေါ်တယ်ကျွန်တော်ဆက်ထဲမှာဆိုရင်ကွန်ပျူတာပေါက်ထဲမှာဆိုရင်ဘလို့ပေါ်လုံးဆိုလို့ရှိရင်ဒီမှာကွန်ပျူတာပေါက်ထဲမှာဆိုလို့ရှိရင်ဟို error နှစ်ခုပေါ်မယ်เนาะ error နှစ်ခုပေါ်မယ်ဟို ူတာပေါ်ထဲမှာ error နှစ်ခုပေါ်မယ် ALDE RNADO alternator နဲ့ CKB ဆိုပြီး error နှစ်ခုပေါ်မှာဒီကောင်လေးပြတ်သွားတယ်နော်ဒီကောင်လေးပြတ်သွားအဲ error နှစ်ခုပေါ်မယ်အဲ့တော့ကျွန်တော်တို့ alternator လို့ error တက်မယ်ဆိုလို့ရှိရင်ကျွန်တော် cycle က cycle ကဟော alternator error တက်တယ် CKB တော့ကောင်းတယ်ဗောနော် alternator မကောင်းဘူး CKB ကောင်းတယ် cycle က setup ဆိုလို့ရှိရင်မလဲပါဘူးနော်အဲ့တော့ damage kit နဲ့ node နဲ့ node ပါတယ်အဲနောက်တစ်ခုက CKB error တက်တယ် alternator က error မတက်ဘူးဆိုလို့ရှိရင် ตัวกินเนี่ยนูยิมนูပြီးတော့ဆက်တက်ဆွဲရင်တော့လဲတယ်ဒါပေမဲ့နှိုးလို့မရအောင်မနှိုးပါဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တကီပီဆန်သားဘာအောင်အယုံခံပြီးအောင်ဆိုလို့ရှိရင်ကျွန်တော်လည်းအင်ဂျင်ရဲ့လေပတ်မှုအပီအောင်အယုံခံပြီးရဖြစ်ပါတယ်အင်ဂျင်လေပတ်မှုကိုအယုံခံပြီးရအင်ဂျင်ဘလောက်လဲနေတယ်တမီနစ်အတွင်းတမီနစ်အတွင်းမှာအပတ်ရေဘလောက်ပေါ့နော်အပီအန်ဆို revolution ပါမီနစ်ကိုပြောတယ်အော်တမီနစ်မှာအပတ်ရေဘလောက်ပေါ့နော်အော်ဘလောက်နဲ့လဲနေပါတယ်ဆိုတော့အယုံခံပြီးတဲ့ဆန် နော်ဟောအဲ့တော့အင်ဂျင်ဘက်ရအယုန်ခံပြီးစမ်းစာပြီးတော့အဲ့တော့ RPM အယုန်ခံပြီးမှကျွန်တော်တို့ ejector ရဲ့ pan ရဲ့ plug wire ရဲ့အလုပ်လုပ်ပြီးမှဖြစ်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ ejector တို့ pan တို့ plug wire တို့ဆိုတာအင်ဂျင်လယ်မှာအလုပ်လုပ်တဲ့ကောင်တွေဖြစ်တဲ့အတွက်ဒီ RPM ပေါ့နော်ဒီ CKB စမ်းစာရဲ့အယုန်ခံမှုကိုမရဘူးဆိုလို့ရှိရင် ejector ရဲ့ pan ရဲ့ plug wire ကလုံးဝအလုပ်လုပ်မှာမဟုတ်ပါဘူးနော်လုံးဝလုံးလုံးမှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ကအဲ့တော့ ကျွန်တော်တို့ကအဓိကသိရမှာကဟောကျွန်တော်တို့ဆက်ထဲမှာကြည့်မယ်ဆိုလို့ရှိရင်ဒီစင်ဆာကောင်းမကောင်းသိရင်လည်းဆိုလို့ရှိရင်ဆက်ထဲမှာဆက်ရဆွဲလို့ရှိရင် RPM မတက်ဘူးဆိုရင်ဒီဆန်သာတွေမကောင်း CKB ဆန်သာမကောင်းလို့ဖြစ်ပါတယ်เนาะဆက်ထဲမှာ RPM မတက်ဘူးဆိုရင်ဒါ CKB ဆန်သာမကောင်းလို့เนาะအဲ့လိုမျိုးတတ်မှတ်လို့ရပါတယ်နောက်တစ်ခုက RPM မတက်ဘူးဆိုလို့ရှိရင် black wine နေပြီးတော့နောက်တစ်ခု signal နေကပန့်ရယ် black wine ရယ်အဲ agent တွေပေါ့နော်ဒါ DR တွေအလုံးမလုပ်ဘူးဆိုလို့ရှိရင်ဒါကျွန်တော်တို့ စီကီဗီဆန်ဆောင်ကိုလည်းတွားပြီးစိတ်ပေးတင်ပါတယ်အဆက်ထဲမှာတော့လည်းတကူပေါ်တာကတော့ RPM မတက်ဘူးဆိုရင်သိကြတယ်ဒါစီကီဗီဆန်ဆောင်ဖြစ်တာအော်နံပါတ်1ဈေးရမှာကျိုးပြတ်မပြတ်ဈေးရမယ်နော်ဒီ connection ရှိမရှိပေါ့အော်စီကီဗီဆန်ဆောင်နဲ့ EUC ကိုချားထဲမှာ connection ရှိမရှိပေါ့အော်ကျွန်တော်ဒီမှာ wiring တိုင်ကမှာဆိုလို့ရှိရင်ဒီကျိုးတွေအကုန်လုံး6ချောင်းလုံးကကျွန်တော်တို့ဒီမှာရောချိုး6ချောင်းလုံးက ECU တွေကိုပဲသွားမယ်ဒီမှာ ECU တွေကိုပဲလာပါတယ်နော်အကုန်လုံးဘေးမှာခွဲသွားတာမရှိပါဘူးအဲ့လိုပဲ CKB ျွန်တော်ကျိုးပြန်ပြန်မီတာနဲ့ထောက်ဆင်းမယ်နောက်တစ်ခုကကျိုးတွေဖရိန်နဲ့ထိနေလားအကြနေလားချော့ကြနေလားဆင်းမယ်အဲ့တော့ကျွန်တော်ကျိုးပြတ်မပြတ်ဆီတဲ့ခါမှာကျိုးလည်းမပြတ်ဘူးเนาะဖရိန်လည်းမထိဘူးချော့လည်းမကျဘူးဆိုလို့ရှင်ဒါအာ DCB အဲဒီဟိုအဲ့ဒါမှမလာတော့ဆိုရင် CGB စံတာမကောင်းလို့ပေါ့เนาะ CGB စံတာကိုလည်းကျွန်တော်အုံးနေပါအတိုင်းကြည့်လို့ရတယ်เนาะ CGB စံတာမှကောင်းတယ်ဆိုလို့ရှင်เนาะနောက်တစ်ခုက AC ကိုမကောင်းလို့ပေါ့ဒီပြည့်ချက်ကိုကျွန်တော်ယူဆလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ကျွန်တော် ဒီနေ့ကကျွန်တော်ကိုင်းတီနေရအောင်ခန်းဆန်းစာရဲ့အလွတ်လွတ်ဖို့အကြောင်းလေးဒီသူ့ရဲ့ဝါရင်းပလန်ဒီအကြောင်းအရှင်းပြပေးရဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တို့ဝါရင်းတိုင်းငံတဲ့သင်ခန်းစာတွေမှာတွေ့ပါဦးမယ်အားလုံးပဲကျေးဇူးတင်ပါတယ်